အားလုံးပဲမင်္ဂလာပါခင်ဗျာတပန်အတန်စာအုပ် channel လေးကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်သွားပြီးပို့လေတောင်းဆိုရပါတယ်မင်္ဂလာပါရှင်အခုဖတ်ပြ channel ဝတ္ထုလေးကတော့မောင်မြင့်မှပုဂ္ဂလိရေးသားထားတဲ့မုတ်ဆိုးဝတ္ထုတို့များစာအုပ်ထဲကဆက်ပေါင်နှစ်ချောင်းဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြချင်ပါတယ်နားဆင်ခံစားကြကြပါအောင်ရှင်ဆရာလေးဆရာလေးဟာစောအေးစီ ။အော်မုတ်ဆိုးကြီးတွေလည်းပါတာဟုတ်။ဘာကိစ္စများပါလဲ။စောအဲစီးကခုတနေ့ကကျွန်တော်တို့တော့ပြင်မထွက်မီဆရာလေးခေါ်မလို့ဆရာလေးအိမ်မှာတော့ခဏဝန်ထိုင်ကြသေးတယ်လေ။အဲ့ကိစ္စနဲ့ပတ်သက်ပြီးဆရာလေးပြောတဲ့စကားတခုကိုတတိယနေလို့ဂယုစိုက်တာတော့တော့ပြစ်ထွက်ရင်မကြုံဘူးတာလေးတွေးခဲရလို့ဆရာလေးကိုစောချင်းနဲ့ကိုဖိုးလုံးကမေးစရာရှိလို့တဲ့။အော်ဒါလား။ထိုင်ကြပါအောင်ကျွန်တော်ကလည်းပြောပြချင်နေပါတယ်။ ဆရာလေးကိုအေးချူကအသက်30ကျော်အရွယ်မူလတန်းပြဆရာတယောက်ဖြစ်သည်စောဧစီတို့ကိုစာသင်ပေးခဲ့ပူသည်တရက်စောဧစီစောချင်းနဲ့ကိုဖိုးလုံးတို့တောပစ်ထွက်ကြရင်ကိုအေးချူကြီးအိမ်တွင်စောဧစီကဝင်နှုတ်ဆက်ရင်စောချင်းနဲ့ကိုဖိုးလုံးတို့ယဉ်နီသွားကြခြင်းဖြစ်သည်စောချင်းနဲ့ကိုဖိုးလုံးကမုတ်ဆိုးများဖြစ်၍ကိုအေးချူကပုံရင်စိတ်ဝင်စားသွားသည်ဘာကြောင့်လဲဆိုတော့ကိုအေးချူကြီးဖခင်ဦးကျွတ်နီကဒီနေတော့ white တနမေကျော်မုတ်ဆိုးကြီးတယောက်ဖြစ်နေတော့ကြောင်းဖြစ်သည် ယခုချိန်တွင်တော့ဥကျက်နေကြကွယ်လွန်သွားပြီဖြစ်သည်စောချင်းတို့ညာဖက်လင့်ထိုး၏တောဝဲပြင်းရန်သွားကြမည်ဟုသိရသောအခါစောချင်းတို့စောင်းပြင်းမြင့်လင့်သည်တချိန်ကကိုအေးချိုဤဖခင်ဥကျက်နေထိုးခဲ့သောလင့်ပြင်းနေ၏ဖခင်မသိမိကစကားတချို့ကိုတတိယကကိုဖိုးလုံးတို့စောချင်းတို့ဒီမှာတောပြင်းရင်တော့တတိတော်ထားနော်အဲ့ဒီနေရာကနည်းနည်းကျန်းတယ်ဟုပြောခဲ့ခြင်းဖြစ်သည်အခုတော့ထိုးကိစ္စဖြစ်မည်ဟုကိုအေးချိုသဘောပေါက်လိုက်သည်စောချင်းက ကျွန်တော်တို့တော့ပြစ်မထွက်မီဆရာလေးအိမ်မှာစကားဝင်ထိုင်ပြောရင်ဆရာလေးပြောလိုက်တဲ့ဖိုးပြန်တော့မှတော့ပြစ်ရင်တတိတော့ထားတော့အဲ့နေရာကနည်းနည်းကျန်းနေဆိုတာကိုတတိရလို့ကျွန်တော်တို့တတိထားနေမကြုံဘူးတာတွေကြုံလိုက်ရတယ်ကံကောင်းလို့မသိတန်ချောင်းတို့အဖေဆိုသလိုဖြစ်နေတယ်ဟုတ်လားကဲကဲထိုင်ရပါအောင်ရင်းနှီးကျန်းတော့ရင်စကားပြောကြတော့ပေါ့ကိုအေးချိုကအိမ်မော်တော့လမ်းကြီးလိုက်ခြင်းနဲ့ကိုအေးချိုရဲ့အမေဖြစ်သူပြရင်းနှီးကျန်းအိုးပကံများနဲ့ပေးရကျော်တပကံကိုလာချပေးသည် ကဲဆိုပါဦးမြဘာလို့များဖြစ်လို့လဲဆရာလေးဖေမသိခင်ကတော့ဝက်ပြစ်ခဲ့ဘူးတဲ့လင့်ကိုတွေးလို့တော့ပဲဆိုပြီးကျွန်တော်တို့ကလည်းလင့်ထိုးပြီးပြစ်ချင်နေတာဆရာလေးနဲ့တွေးမှာပဲဆရာလေးဖေဆောက်ခဲ့တဲ့လင့်ဖြစ်နေတယ်ဆရာလေးတတိပေးတာကိုတတိယလို့ဂိူးဆိုင်နေရင်ကကျွန်တော်တို့လင့်ဘော်ကနေတော့ဝက်ကိုပြစ်လိုက်ချိန်မှာတယောက်ယောက်ကတွန်းချတယ်လို့ခံစားရပြီးလင့်ဘော်ကနေပြုတ်ကျသွားတယ်ကျွန်တော်တယောက်တည်းမဟုတ်ဘူးကိုဖိုးလုံးနဲ့အဲ့လိုဖြစ်ပြီးနှစ်ယောက်လုံးကိုအောက်ကိုကျသွားတာအကြတော်လို့ပါနှမွန်ဇက်ကျူးပြီးသိနေတယ် အောက်မှာလည်းတင်းရဲ၆တွေရှိလို့ပေါ့ဆရာလေးရေ။အော်ဒီလိုတော့ဖြစ်တာလား။ဟုတ်ပါဗျာကျွန်တော်တို့တော့မကြုံဘူး။တောဆိုတာအမှန်ယွင်းရှိရင်မကြိုက်ဘူးဆိုတော့ကျွန်တော်တို့လိုမဟုတ်ဆိုးလို့တဲ့လူတိုင်းသိတယ်။ကျွန်တော်တို့လည်းဘာမှယွင်းမှမလုပ်ခဲ့ပါဘူးဗျာ။တောချမ်းနဲ့ဆိုတော့ဆရာလေးအဖေကဘာဒီများမြင်ခဲ့ဘူးလို့ပြောတာလေ။ဖိုးပြန်တော့ကကျန်းနေဆိုတာပဲပြောဘူးလေဘယ်လိုကျန်းတာလဲတော့တခါမှခီစီတွန်းကြမပြောဘူးဘူးကိုဖိုးလုံးကစောရစီကမီထိုးပေးချိန်မှကျွန်တော်တို့နှစ်ယောက်ကပြစ်တာ စောရည်စီတွန်းချတာတော့မဟုတ်ဘူးဆိုတာတော့သိကြတယ်။ဒီလိုကိုဖိုလုံးရဲ့ကျွန်တော်တို့ကညီကို၃ယောက်ရှိတဲ့အထဲမှာအဖေဝရဏဗီဇာတယောက်မှမပါဘူး။အမေနဲ့မယားခင်ကလေးကအဖေကမဟုတ်ဆိုးလှုပ်လာတာ။ကျွန်တော်တို့အရင်ရောက်တဲ့အထိလည်းအဖေကမဟုတ်ဆိုးလှုပ်ပြီးကြွေးလာတာ။အခုတို့အလို့ဆိုတာအမေကအဖေကိုပြောပြသေးတယ်။အဖေကသူ့ဝါဒနာကိုလုံးဝမဆွလှုပ်ဘူး။မသေးခင်တနည်းလောက်ထိမဟုတ်ဆိုးလှုပ်တော့ကျမိုင်မကောင်လို့အေးရတဲ့လင်းမှသာမလှုပ်တော့တာ။အဲ့လောက်အဖေရဲ့ဝါဒနာကြီးတယ်။ အဖေကစကားနည်းတယ်တုံတုံကိစ္စကိုမပြောဘူးဒါပေမဲ့တစ်ခါတလေတော့အညာဘက်ထမင်းဝိုင်းမှာထမင်းစားကြရင်ထူးထူးဆန်းဆန်းကြုံခဲ့ဘူးတော့လေကိုကျွန်တော်တို့မိသားစုကိုပြောပြတတ်တယ်ကျွန်တော်ငယ်ငယ်ကတည့်ရနေတဲ့ကိုတိုးပြစ်ထွက်ရင်လက်မဲကြီးအကြောင်းပြောပြဘူးတယ်ဟုတ်လားဆရာလေးမမိတဲ့လောက်ပြောပြလို့ရမလားကျွန်တော်တို့လည်းတည့်ရနေဖက်မှာတိုးပြစ်ထွက်ဘူးတယ်လက်မဲကြီးအကြောင်းတော့မကြားဘူးဘူးရပါတယ်ကျွန်တော်တည့်တဲ့လောက်အဖေပြောပြခဲ့တာပြန်ပြောပြပါမယ် 1950ဝန်းကျင်လောက်ကဖြစ်သည်ကိုကျွတ်နီကိုတည့်ရနေတဲ့ကမောက်ဆိုးတယောက်ကလူကြုံနဲ့ကိုကျွတ်နီကိုစားပေးလိုက်သည်အထဲတွင်သူနေထိုင်ရန်တည့်ရမျိုးအနောက်ဖက်ဆယ်မိုင်ကျော်ခန့်ဝေးတဲ့ရွာပတ်ဝန်းကျင်တွင်တောပစ်ထွက်ရန်တောကောင်များပေါ်ကြောင်းနှင့်မတွေ့တဲ့ကြားရအလယ်လိုင်းရန်ခေါ်ခြင်းဖြစ်သည်ကိုကျွတ်နေကထိုကဲ့သို့သွားဆိုင်လမ်းကိုရှာနေသူပြီပြီသူနှစ်တော့ပြစ်ထွက်လင်လိုက်နေကြတပည့်တယောက်ကိုခေါ်ကတည့်ရမြို့ကိုထွက်လာခဲ့တယ် တရက်တွင်တညာအိတ်ကတရက်မျိုးအနောက်ဘက်နမိုင်ခန့်ဝေးသောရွာကလေးတစ်ရွာမှကိုကျွန်းနီအိမိတ်ဆွေတယောက်ကိုအကူညီတောင်းကလမ်းပြအဖြစ်လိုက်ပို့ခိုင်းရသည်ယုံမတော်အတွင်းတွင်နက်နက်စောစောထွက်လာကြရာမွန်းတဲချိန်လောက်တွင်တောင်ကျအစမ်းကြောင်းလေးတစ်ခုကိုရောက်သည်လမ်းတစ်လျှောက်ကြီးကြီးမားမားသားကောင်ဆိုရင်တကောင်းမှမတွေ့ရသည် ရှင်းတို့ယုံတို့တောကျွတ်တို့လောက်တာတွေ့ရသည်ကိုကျွန်းနီဤမိတ်ဆွေကဒူးလေးပါလာတော့ကြောင့်ယုံတကောင်နဲ့တောကျွတ်တကောင်တော့ပြစ်လာခဲ့ကြသည် စမ်းကြောင်းကလေးတွင်ပါလာတော့ထမင်းထုတ်များကိုဖြေကဖက်တန်းသီးတော့ပဒက်စာဟင်းချုံနှင့်ပြစ်လာခဲ့တော့ယုံကိုမိခင်ရဲ့စားလိုက်ကြသည်ခဏနာပြီးခီးဆက်ခဲ့ကြရာနှစ်နာရီလောက်ကြာတွင်တောင်နှလုံးအကြရှိဒေဥဒရံဖြစ်နေတော့ဂျိုင်ဝန်လင်းတစ်ခုကိုရောက်ကြသည်သူနီယာကအလဲတွင်ရှိုးကလေးတစ်ခုရှိနေ၏ပတ်ဝန်းကျင်တွင်တောသမာတောသိရဲ့တောင်ကန်းကောတစ်အေတစ်စီအုံတော်ရင်းတိုက်တောင်ပိန်းနှင့်လက်ပံကားဖဲ့ဝန်း ညောင်လုံးစားတဲ့အပင်မှာဖြစ်စင်းစင်းဆူဆူနေရာလေးတစ်ခုဖြစ်တယ်။လမ်းပြလိုက်လာတော့ကိုကျွန်းနီမိတ်ဆွေကိုထီအောင်ကပတ်ဝန်းကျင်ကိုကြည့်ပါ။ကိုကျွန်းနီကျွန်တော်တို့တော့လမ်းမလာပြီးတင်နေဗျ။ဟေးမင်းသွားနေကြောင်မဟုတ်ဘူးလား။သွားတော့သွားဘူးလေမရောက်တာကြာလို့။ဒါဆိုရင်လမ်းစားပြန်ရှာပါအောင်ကွာတော့ကျန်လမ်းစားပြောက်ပြီးတော့တော့မှညာအိတ်နေအောင်မယ်။စင်းစင်းဆူဆူတစ်ပင်များအကြာမှာပတ်ဝန်းကျင်ကိုဟိုဟိုတီတီကြည့်ရင်15ခိုင်လောက်အကွာရှိအမြောင်းလုံးပင်တပင်လေးမှာ တတော်တကောင်းဤကောင်းကရိတ်ကနေထွက်လာကလှစ်ကနေပြန်ပြောင်းသွားသည်ကိုကျွတ်နီကမြင်လိုက်ချင်းဖြစ်သည်ဟာဒါလဲကိုကျွတ်နီစောက်ဝင်လို့ထင်တယ်နင်းနေနှောကောင်းကြီးမဟုတ်ဘူးပြောပြောဝုံဝုံမြောက်လုတ်ပြီးအနောက်ဘက်မှာတပြောပြောမိညီအောင်ပြေးထွက်သွားခြင်းဖြစ်သည်ကိုကျွတ်နီရောကိုထီအောင်မှာဒူးလေးနဲ့တူမီကိုချိန်မှုပြီးအချိန်မြင်ရလိုက်တတော်ကောင်းကြီးပြေးထွက်သွားတော့အတန်ရောက်ကြီးငှက်တာရကညလန့်ချင်းဤစူညံသွားတော့သည် ကိုကျွတ်နီဆောက်ဝင်ဆိုတာဘလို့ကောင်းမျိုးလဲမုံဆိုးတိုင်းမကြုံဘူးကွာဒီကောင်မျိုးကရှားတယ်ဆက်မျိုးတည်းမှအကြီးဆုံးအကောင်ထွားတယ်ကျွဲထက်တော်မြင့်နေတယ်အယောင်ကအညူယောင်မျက်လုံးနဲ့နဲ့စိမ့်နေတယ်တကောင်လောက်ရလိုက်ရင်အချိန်ကမနှဲဘူးဟဲ့ငါမုံဆိုးလုံလာလိုက်ကြပြီရက်စောက်အလွန်ကကျိုးဝိုင်းထဲမှတခါပဲပြစ်ဖူးသေးတယ်ကိုကျက်နီဒီရှိုးထဲမှာဟင်းစားကောင်တကောင်ကောင်တော့ရနိုင်တော့တယ်ဗျအကျုံလုံးလေးစင်းကြည့်အောင် အေးငါလည်းစမ်းကြည့်ချင်တယ်ဒါပေမဲ့လမ်းမလာတယ်ဆိုတော့အချိန်တွေကုန်ပြီတော်ကြတော်ထဲမှာအိတ်နေရမှာဆိုလို့ပါယောက်ျားချစ်တော့ပါပြီးတော့မဟုတ်ဆိုချစ်တော့ပါကိုကျက်နေရပူစရာမရှိဘူးနေတယ်ပြီးတော့ဒီနယ်တွေကကျွန်တော်တို့နေပါအေးအေးဒါဆိုလည်းပြီးတော့ပါပဲကွာခက်ပြည်ပြည်နှိမ်စင်တော့ရွက်၆နှစ်ပြည်နေတော့မြေသားတိုင်း၃ယောက်တာတည်းရွေးစင်ခဲ့ကြတယ်ကိုကျက်နေခေါ်လာခဲ့တော့တပည့်ပေါ့ကျော်ကစကားနှင်းရင်အထုပ်ပိုးထန်းကနောက်ကနေတိတ်ဆိတ်စွာပြန်လိုက်လာသည် အောက်ဖက်ရှူထဲမှာရည်သင်တက်တက်ကြနေရတယ်။တစ်တူပင်ကြီးတစ်ပင်ပေါ်မှာတစ်တူဒီများကမှဲ့ရီတဖြုတ်ဖြုတ်ကြွေကြနေတယ်လို့။တောင်ပိန်းနေပင်ပေါ်မှာပိန်းနေဒီများကလည်းခုမြည်သူမရှိတော့ကြောင်းပိန်းနေဒီမျက်များကအပင်အောက်တွင်အလုံးလိုက်ပြုတ်ကြနေသည်။အပင်ပေါ်တွင်ဥတိုင်းကြီးတာတန်းလန်းကျင်နေရည်လေသည်။ဘူးဘူးဟာငဲ့ငနွားတံမေကကုထီအောင်ခမည်းဒူးလေးနဲ့တော့အန်ကိုက်တယ်။ ုတ်တယ်ကိုကျွန်းညီအနောက်ဘက်ကလာတဲ့တန်မယ်ကျွန်တော်သွားသွားချောင်းပြီးဆော်ထည့်လိုက်မယ်အေးတို့ဒီနာပဲရှိမယ်ကိုထီးအောင်ကအတန်လာရအနောက်ဘက်တို့တီးရွှေရှောက်သွားလိုက်သည်အတန်ကခက်လန်းလန်းဝယုံအုပ်ဖက်စီမှလာတော့ကြောင့်အရေးချေကြီးကဝယုံအုပ်ဖက်စီကိုဒူးလေးကိုအစ်စ်အနေထားပြီးလှမ်းလာခဲ့သည်တဘူးဘူးနဲ့အော်နေတော့ငက်ငန်တော့အတန်ကကြားနေရစေအော်တန်ကခေါင်းပေါ်လောက်တွင်ရောက်နေသည်ဝယုံကဝဘိုးဝယုံဖြစ်၍အတော်မြင့်သည် ကိုထီအောင်ကဝေယုံမြင်းမြန်းအောက်ကနေချောင်းကငက်ကိုရှာနေစဉ်တွေ့ပါပြီ15ခိုက်အမြင့်လောက်ရှိဝေယုံကိုင်းတကိုင်းတွင်နားကအော်နေတော့ငက်ငနွားနှစ်ကောင်တောကျက်ကြီးတွေလောင်းမရသည်အတော်ကြီးသည်ကိုထီအောင်ပြစ်ကွင်းကောင်းကိုရှာရင်တနည်းအားဖြင့်ဝါကိုင်းအကိုင်းခက်ညာကြမှာဒူးလေးကိုထိုးချိန်လိုက်သည်ညာရန်ကတနန်းမမတ်တူးဝင်တော့ကငက်ငနွားတကောင်ကိုထိုးပေါက်လိုက်ပြီးတကောင်ကလန့်ဖြန့်ကထွက်ပြေးသွားတော့လေထိလိုက်တော့အကောင်ကမြန်တန်းလန့်ဖြန့် ဝင်ယုံကိုင်းအခက်များကြာမှတချိန်တို့ပြုတ်ကြလာသည်ကိုထင်းအောင်ကပြုတ်ကြလာတော့ငဲ့ငလောင်ကိုမျက်ချင်မပြတ်ကြည့်ကလိုက်ကောက်ရန်ချိန်လန်းပြင်လိုက်တာရှိသေးသည်ဟာကိုချက်နေနဲ့ပေါ့ကြော်ကရေတံကြားရရှူဖက်စီတဲ့တီးရွဲ့ဆင်းလာခဲ့ပြီရှူတဲတွင်ပေါက်နေသောတုံးငက်ပြောပင်များကအလွန်တန်လာတော့ကြောင့်အပင်များအပေါ်ကိုထူးထူးထလောင်ထွက်ကငပြောလက်များဖြင့်အုံဆိုင်နေသည်ကိုချက်နေကတူမီကိုအသင့်ကရင် နောက်ဖက်လက်ကပေါ့ကြော်ကိုတတိရှိစဉ်အချက်ပြလိုက်သည် ပေါ့ကျော်ကပခုံးနဲ့လွှဲလာတော့အထုပ်ပေါင်းများကိုတစ်ပင်တပင်ချင်းရင်းနဲ့ချလိုက်ကနှံတူလေးကိုအသင်ကန်ရင်နောက်ကလိုက်လာရသည်။ရေစည်းတံကတဖြည်းဖြည်းကျေလောင်စွာကြားလာရသည်။ကိုကျွတ်နေကငပြောသောထဲသို့ဝင်လိုက်ကငပြောပင်တပင်ပြီးတွင်ကပ်၍အရေးအခြေကြည့်နေသည်။ငြိမ်သက်နေသည်။ချင်းငဲ့တရကများအော်သမလွန်၏ဘာသမ်းမှမကြရ။မုတ်ဆိုးအတွက်ငြိမ်သက်နေခြင်းသည်တတိကောင်းစွာထားမည်အနေထားဖြစ်သည်။စင်ချီရှော့တိုင်း ပေါ့ရွင့်နေတဲ့ငပြိုးပင်များကိုအကာအကွယ်ယူကတည်ရွဲ့ဆင်းလာကြရင်ငပြိုးတော်အလေကိုရောက်လာသည်ငပြိုးလက်များကနေပြောင်းမထူးအောင်ရှိနေတဲ့ကြောင့်နှိကင်းကြောက်တောင်ဖြစ်တော်လဲမှောင်နေနေအောင်ဖြစ်နေသည်ခွ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 အတန်ကတူညင်းစွာထွက်ပေါ်လာတာကြောင့်ကိုကျွတ်နေကညင်ရင်နားထောင်လိုက်သည်ပေါ့ကျော်ကကိုကျွတ်နေနားကိုရောက်လာသည်ဦးလေးကျွတ်ဘာတန်လဲဗျတကောင်ကောင်ကတခုခုကိုကြိုက်ဝါနေတဲ့အတန်ကအနီးတော့နေနေပြီရှိုးထဲမှာတကောင်ကောင်တော့ရှိမယ်တတိတော့ထားနော် စိတ်ချပါဦးလေးကျက်တောက်တောက်တောက်ဦးလေးကျက်ရှင်းတွေကလည်းကျွန်တော်တို့ရောက်တာသိနေပြီတင်တယ်အေးလားရှေ့ကိုနည်းနည်းတွေးကြည့်မယ်နှင်းစင်းလာတော့မြေပြင်ကပြည်သွားကငပြောတော့အဆက်ကိုရောက်လာသည်ဆယ်ခိုက်အကွာလောက်တွင်ကြောက်တုံးကြောက်ခင်းများဖြင့်ပြည်နေတော့ရှူတဲမှဆန်းချောင်းကလေးကိုကျွတ်နေနေပေါ့ကြော်ကတိတ်ဆိတ်စွာဆင်းလာကြတော့လေခွက်ခွက်အတန်ကပျောက်သွားသည်ငပြောတော့အဆက်မှငပြောပင်တပင်ကိုကွဲက ိုကျွတ်နေကရှူတဲကိုအကေခံလိုက်သည်တကောင်တမီတောင်မတွေ့ရရည်ကြတန်ကအနှိမ်မိုင်းတို့ဖြစ်ကြောက်တုံးကြောက်ခင်များကိုနင်းငံလျှောက်သွားလိုက်သည်ခွတ်ခွတ်ခွတ်ကိုကျွတ်နေရတုံမင်းရက်ကအတန်ကိုနားထောင်လိုက်သည်စမ်းချောင်းကိုအုပ်မိုးကကိုင်းကြနေလို့နဘူးချုပ်ကြီးတစ်ဖက်မှကြားနေရခြင်းဖြစ်သည် ကိုကျွတ်နေကအပေါ်ကိုမော့ကြည့်လိုက်သည်အသီးများပြုတ်သိပ်ကတီးနေတော့ရုံးပင်ကြီးတပင်တေးချပြီကိုကျွတ်နေကပေါက်ကြော်ကိုလက်ညှိုးထိုးပြလိုက်သည်ပြီးနောက်ငပြောတော်တဲ့တို့ပြန်ဝင်က ငပြိုးပင်များကိုအကာအကွယ်ယူ၍နဘူးချုံ၏တစ်ဖက်အတန်ကြားရစီလိုကြွေ၍တက်လာခဲ့သည်။ညီငွင်းကရှင်းသည်ယုံသီးများကိုတစ်ခွက်ခွက်ကိုက်ဝါးကစားနေတော့ဆက်တီးတကောင်။ဥကောင်းထိတ်တွင်လက်လီလုံးခန့်ထွက်နေတော့ဂျိုအစုံဝါဖီးနေလို့ဆက်တီးကြီးဖြစ်သည်။ဤစေးစွာပင်ယုံသီးများကိုတစ်ခွက်ခွက်နဲ့ကိုက်ဝါးနေသည်။အခွင့်ရေးကောင်းကိုလက်လွတ်လုံးမဖြစ်နောက်တစ်ချိန်ပြန်မရနိုင်။ကိုကျွတ်နေကအပင်လုံးအတော်ကြီးတော့တောငပြောပင်ကြီးပေးတဲ့တူမီကိုကက်ကခလုတ်ကိုဆွဲလိုက်သည် ပြစ်ကွင်းကရှင်းနေပြီးတဲ့အနေအထားဖြစ်တယ်။ကျေလုံးတော့သူမီးတန်ကြောင့်တိရစ္ဆာန်မျိုးစုံအလန့်တကြားအော်တန်များတတော်လုံးစုညံသွားတယ်။ပါးကောင်ကြီးများနဲ့ဆုံမာကပြင်းရန်ရန်ဆက်ဆက်ရန်ပြင်းပြင်းဆက်ထားသောကြောင့်ဆက်တီကြီးလက်ပြင်နောက်တွင်ခြိုက်ဝင်တော့ဖွေးခင်းဖြစ်သွားသည်။ဆက်တီကြီးကရှေ့လက်နှချောင်းညွတ်ကျလာပြီးမြေကြီးပေါ်လိုကောင်းဆိုင်သွားတော့သည်။ကိုကျွန်းနီနဲ့ပေါ့ကျော်ကငပြောတော့ထဲမှထွက်ကကြောက်တုံးကြောက်ခင်များကိုဖြတ်ကျော်ပြီးနဘူးချုံကြီးရှိရလို့အပြေးလွှမ်းရောက်လာကြသည် စတီကြီးကိုလည်းချက်ကောင်းမှန်သားဖြစ်ရင်လဲကျသွားသည်ကိုလည်းတွေ့လိုက်ရသောကြောင့်ကြောက်တုံးကြောက်ခင်းများကိုခုံကျော်နေစဉ်မကြည့်မိအလားရောက်တော့မနှစ်ယောက်လုံးဟာကနေဖြစ်သွားသည်စတီကနေရာတွင်မရှိတော့သွေးများကတော့လဲကျတဲ့နေရာတွင်အိုင်ထွန်းနေသည်တို့တော့တူမီမှန်ထားသောစတီကိုတရွတ်တိုက်ဆွဲသွားသောဆွကြောင်းကြီးဆွကြောင်းကြီးအတိုင်းကြည့်လိုက်ရဟာကိုကျွန်းနေရောပေါ့ကြော်ပဲလမ်းဖြတ်သွားပြီအတွေ့အကြုံနေရောပေါ့ကြော်တော့မသိကိုကျွန်းနေပင်စက်တိမွေးညင်းများထတော်သည် တော့၆တာတို့တော့ပြောက်တာတို့ကကိုကြွက်နေတော့ဖို့ယူနေပြီတခါတလေတိတော်မသိလက်ပြန်စင်းစားကြည့်မှအချင်းချင်းပြောကြမှတော့၆ခံရပါလားတော့ပြောက်တာပါလားဆိုတာတွေးမိပြီနဘူးချုံတဲ့တို့လက်မဲမဲကြီးကဆက်ကောင်ကိုဆွဲသွင်းနေတယ်မှာခေါင်းပင်ဝင်နေပြီကြောက်တုံးကြောက်ခဲတင်းမြစ်တစ်ခဲနဲ့နဘူးကိုင်းများကအကန့်လန့်ခံနေပြီဖြုံငနေမဝင်ခြင်းဖြစ်သည်ကိုကြွက်နေကတတ်တည်ကောင်းနေစဉ်းစားမနေပဲတဟုန်တို့ပြေးသွားကဆက်တီကြီးဤခြေထောက်နှစ်ချောင်းကိုဆွဲထားလိုက်သည် ။ပေါက်ကြော်လင်းထူကကြမဲ့တတိဝန်လာကကိုကျွတ်နေတဲ့သူဆက်တီကြီးခြေတော့ကိုဝိုင်းဆွေးသည်။နှစ်ယောက်သားချွိချီကန်ကဆွေးနေကြရင်တပြည့်ပြည့်မိတဲ့နဲ့အတူနောက်ကိုပလက်လန်က ကြာသွားသည်။ကိုကျွတ်နေတဲ့ပေါက်ကြော်တို့နှစ်ယောက်လက်ထဲမှာတော့တေးတန်ရင်ရင်ဖြင့်ကြံနေခဲ့တော့ဆက်တီကြီးပေါင်တစ်ချောင်းစီထူကကြမဲ့နဘူးချုံတဲ့ကလေးတိုက်ဆွဲသွားတော့အတန်ကြီးကိုကြားလိုက်ရသည်။ကိုဖိုးလုံးကတတူဟာတကောင်ကဥပမာဝဲဝင်လိုအကောင်မျိုး ကအမွေးမြင်နေနဲ့ဆိုတော့ဝက်ဝင်ဆွဲတာမျိုးမဖြစ်နိုင်ဘူးလားကိုအေးချူကကျွန်တော်လည်းအဖေကိုအဲ့လိုမေးဘူးတယ်တတော်လက်နဲ့လူနဲ့မတူတဲ့လက်သေးတွေပါမယ်တတော်ဆိုရင်သူ့အစာကိုပြန်ဆွဲတဲ့လူကိုရံပြုတ်မယ်အခုဟာကအကောင့်ထဲမတွေ့ဘူးလက်မဲကြီးပဲတွေ့ရတာတဲ့ငန်ငင်းငနွားသွားပြစ်တဲ့ကိုထီအောင်နဲ့အဖေနဲ့ပြန်ဆုံတော့လေကိုထီအောင်လည်းအဲ့လိုပဲကြုံလိုက်ရတာစောချင်းကရင်နှီးချင်းတစ်ခွက်ကိုယူတော့ရင် ကျွန်တော်လဲတော်ရီအကြောင်းမဲလိုက်ရင်ကိုတွေ့ကြုံမှုပါတယ်လင်းစင်ပေါ်ကတွန်းချခံရတာတော့ဒီတစ်ခါပဲကြုံမှုသေးတယ်ကိုအေးချို့တို့အဖေဦးကျွတ်နေကတော့ကျွန်တော်တို့ထက်အသက်ကြီးဝါရင်မုတ်ဆိုးကြီးဆိုတော့အတွေ့အကြုံကကျွန်တော်တို့ထက်ပိုများပါတယ်ခုကိုအေးချို့ပြန်ပြောပြတာပဲအတော်ထူးဆန်းနေတာကျွန်တော်တခုသိချင်တာကကျွန်တော်တို့မုတ်ဆိုးများတောကောင်ပြစ်ဖို့လင်းဆောက်ပြီးရင်ကိုပြစ်တဲ့တောကောင်ရပြီးရင်လင်းစင်ကိုဖျက်ပြစ်တတ်တယ်ကိုအေးချို့အဖေကျတော့ဘာဖြစ်လို့အဲ့ဒီလင်းစင်ကိုပြန်မဖျက်ရတာလဲအဲ့ဒါလေပဟေလိတစ်ခုပါပဲဗျာ ဆက်ပေါင်းတဲ့ချောင်းဝတ္ထုလေးကဒီမှာတင်ပြီးဆုံးပါပြီရှင်။နားဆင်လူများအားလုံးကိုကျေးဇူးတင်ပါတယ်။